မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့အထက်မှရန်တင်ချအတွက်ကြဲကအခန်းနဲ့ကလေ့ကျင့်ခန်းနဲ့တက်မချင်းနံပါတ်7ပဲဖြစ်ပါတယ်။ဟောက်ပါရိတန်ဘိုးမြောက်ရှာပါရှာရမှာတန်ဘိုးဆိုတော့နောက်ဆုံးဇမရတော3ချိန်မြောက်ဆိုရင်3ချိန်မြောက်ပြီးတော့မှတန်ဘိုးရှာပေးရပါမယ်နော်။အဲဆိုရင်သူကဘာပေးထားလဲဆိုတော့ -5.6 power 3 -5.6 to the power 3အဲ့ဒါကြောင့်မလို့ဆရာမတို့သူ့ကို၅ခောက်ခွဲလိုက်မယ်။ 5 by 6 minus 5 by 6 multiplying by minus 5 by 6 multiplying by minus 5 by 6. ဟုတ်ပြီဒါဆိုရင်စမတော့3ခေါင်းမြောက်မယ်95 95 125ဒါကြောင့်မလို့ပိုင်းဝေက125 66 36 36 6 416ဟုတ်ပြီဒါဆိုရင်လက္ခဏာကိုကြည့်မယ်လက္ခဏာဒီအနုတ်3ထက်အနုတ်ကို3ခါမြောက်မှာဆိုတော့ minus နဲ့လာမယ် ညပြီနော်။နောက်ပြီးနောက်တစ်ခုက -3 ပါပါ7ဆိုတော့ -3 ကိုခုနခါမြောက်မယ်။ -3 multiplying by -3 minus 3ဟုတ်ပြီ3ခါ4ခါ5ခါ6ခါ9ခါဟုတ်ပြီအဲ့တော့ဒီခွေးလေးတွေခက်ပေးရတယ်ဆိုတော့ဆရာမပြောထားပြီးသားနော်ဒီလိုမျိုးအမြောက်ရဲ့အနှုတ်ရဲ့ဒီလိုရေးလို့မရပါဘူးဒါကြောင့်မလို့ဒီလိုခွေးလေးခက်ပြီးတော့မှ multiply by minus 3ဆိုပြီးတော့အဲ့လိုလေးရေးပေးရပါမယ် ။အော်ပြဒီတစ်ခါကျွန်တော်တို့3ကို9ခါမြောက်မယ်ဖြစ်တဲ့အတွက်ကြောင့်3 3လေးကိုကို3လေး29 29 3 87 87 3 8 3လေးဟုတ်ပြီမရလို့ရှိရင်မြောက်ကြည့်မယ်87 3 8လေးအဲ့တော့3တလီ3 83 24 243 243 3လီဟုတ်ပြီမသိဘူးမြောက်ကြည့်မယ်33လီ9အာ3 42နေရေးချင်မှ3တလီ6 9ဟုတ်ပြီနောက်တော့နောက်ထပ်929 3လီမြောက်ကြည့်မယ် ဟုတ်ပြီနော်အဲ့တော့3ခွေ29ခနဲ့နေမှတ်3 4 6ခွေ3 21ခွန်ဆိုပြီးရမယ်ဟုတ်ပြီနော်ဒါဆိုရင်သူ့ရဲ့တန်ဖိုးဒီဆင်မဒီမှာညညချင်းလေးထိုးပြီးတော့မှဒီဘက်မှာရေးလိုက်မယ်2180ခုဟုတ်ပြီလက္ခဏာစဉ်းစားကြည့်မယ်အနုတ်ကိုခုနှစ်ထက်မြောက်မှာအနုတ်ခုနှစ်ထက်မြောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကထက်ညွန်မှကိန်းဆိုရင်အဖြေဒီအဖြေမှာလက္ခဏာအနုတ်နဲ့ရမယ်ဒါလေးတတိထားရမယ်နော်ဟုတ်ပြီနောက်တစ်ခု ကားငယ်က7 11/8 to the power 2 11/8 square ဒါဆိုရင်ဆမတ်2ကိုဖြန့်လိုက်မယ်11/8 multiply by 11/8အဲ့တော့7 7စက်တလေးက128ရှရှ464လက္ခဏာကတော့အပေါင်းဒါရှရှင်းလေးဒါပြီနော်အဲ့တော့ -6/7 to the power 4တို့ဖြန့်မယ် -6.7 multiply by -6.7 minus 6 by 7 multiplied by minus 6 by 7ဟုတ်ပြီအဲ့တော့ကျွန်တော်လက္ခဏာစဉ်းစားကြည့်မယ်အရင်ဆုံးလက္ခဏာစဉ်းစားကြည့်တဲ့အခါမှာအနုတ်လေးကမြောက်မှာဟုတ်ပြီနော်သူရဲ့ထက်ညွန်းဒီလေးဖြစ်တဲ့အတွက်ကြောင့်ကိုအဖြေကအပေါင်းနဲ့ထွက်မယ်အပေါင်းလက္ခဏာနဲ့ထွက်မယ်ဟုတ်ပြီနော်အဲ့တော့မြောက်ချင်ရ66436 366 236 236 6လေးဆိုတာထက်မြောက်ရမယ် အဲ့တော့နေရ16 6လေးလေးကလေးတို့မြတ်အပြည့်မှာမြောက်ကြည့်ပါတော့ဆင်မတို့တစ်ခေါက်ဒီပုံစံအတွက်တော့ဆင်မမြောက်ပြပေးမယ်ဟုတ်ပြီနော်နေရ16ကို6နဲ့မြောက်66 36 6 13 6 6 6 9 6 4 7ဆိုတော့1296အဲ့တော့ရေးလိုက်မယ်1296 9949 49 49လေးအဲ့တော့မရတော့မြောက်ကြည့်မယ်49 49 တော့ခုနလေး63 3ရေ6မဲ့ခုနလေး28 28အပေါင်း6 34အဲ့တော့နောက်ထပ်34 343ခုနလေးဆိုပြီးတော့ထမ်းမြောင်မယ်ခုန3လေး27တေးရေနှစ်မဲ့ခုနလေး28 28ဆိုတော့30 3ညရေ3မဲ့ခုန3လေး27 27အပေါင်း3 24ဆိုတော့2401 ညပြီနော်အဲ့တော့ပိုင်းချီမှာ2401မြောက်တာတွေတော့ရပါတယ်အကြီးကလက္ခဏာကိုပဲဆင်မထက်ပြီးတော့ဂျန်နဲ့အပိုင်းတွေမှာလက္ခဏာကိုပဲရှင်းသွားမှာဖြစ်တယ်နော်အဲ့တော့ ano နပိုင်းနပိုင်းကိုရှစ်ထက် -1.2 to the power 8ဆိုတော့သူ့ကိုဆင်မရှစ်ခေါက်ရေးမယ် -1.2 multiplying by -1.2 multiplying by -1.2 multiplying by -1.2 minus 1 by 2 multiplying by minus 1 by 2 multiplying by minus 1 by 2အဲ့တော့10နဲ့3 4 5 6 9ဆိုတော့8ဆိုပဲရရှိလိုက်မယ် minus 1 by 2ဟုတ်ပြီအဲ့တော့ဒါကိုဆက်မလို့လက္ခဏာစဉ်းစားကြည့်မယ်လက္ခဏာစဉ်းစားကြည့်တဲ့အခါမှာအနှုတ်၈ခါမြောက်မှာထက်ညွန်ကစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ရမယ်အဖြေမှာအပေါင်းလက္ခဏာနဲ့ရမယ်ဟုတ်ပြီနော်အဲ့တော့ပိုင်းဝေကတော့10ပဲပိုင်းရှေမှာနည်းနည်းလေး၄လေးနဲ့8 ရှင်းလေးဆက်ချစချနဲ့30နဲ့30နဲ့နေ60လေးအဲ့လိုဆက်ပြီးတော့မြောက်သွားလိုက်မယ်အဲ့တော့နှစ်ရှစ်ချက်ကဘယ်လောက်ရမလဲဆိုတော့256ဆိုပြရမယ်ဟုတ်ပြီနော်အဲ့တော့256 1 256 now တစ်ခုသွားမယ် minus 1 by 3 to the power of 5ဆိုတော့5ချင်းခွဲလိုက်မယ် minus 1 by 3 multiply by minus 1 by 3 multiply by minus 1 by 3 multiply by minus 1 by 3 multiplying by minus 1 by 3ဟုတ်ပြီဒါ solution ဆက်ပြီးတော့၅ကောင်မြောက်မယ်7 3 5အဲ့တော့လက္ခဏာဒီအနှုတ်၅ခါမြောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေကအနှုတ်နဲ့ရမယ်အဲ့တော့3 3 4ကို4 3 4 29 29 3 87 87 3 4ဆိုတော့ကျွန်တော်ရှာထားပြီးသားရှိတယ်နော်87 3 4ဆိုပြီးတော့ Hima naya lezat dong ya thay. Shisat dong li naya lezat ne tong. Obidasura naya lezat dong. Oh sorry. Pines hima samaru yama di naya lezat dong. Minus 1 by 243 sobe ya. Ya bina ro miyaw la yong baba mam kakeo aji karo la khanao jari thaya me. Now skuwa 2.5 to the power 3. Pheme 2.5 multiplying by 2.5 multiplying by 2.5. Obidasura samaru ajen hima tochi ne. အဲ့တော့သူက25တော့3ခေါက်မြောက်ပြီးတော့စစမ3နေရဖြစ်လိုက်လေတူတူပဲဟုတ်ပြီနော်အဲ့တော့ဘယ်လိုမြောက်မြောက်တူတူပါပဲကလေးတို့မြောက်တာလည်းရပြီပါပြီအဲ့တော့2.5 2.5 95 95 9ရေနင်မန်9 10 10ဆိုတော့7နှစ်နင်9 10 3ညရေချင်းမန်2နဲ့4 5ဆိုတော့ဒါဆင်မတို့ပေါင်းလိုက်မယ်9နင်6ဒသမကို2နေရတခါလေးဖြစ်မယ်625ဆိုတော့နောက်ထပ်25နဲ့ချက်ပြီးတော့မြောက်လိုက်2.5နော် အဲ့တော့9 9 25 9ရင်း2မှ9 4 30ဆိုတော့7နှစ်နေရေး7မှ9 6 30ဆိုတော့37တဲ့9 4 30 3ရေး7မှ2 4 4 5ဆိုတော့37တဲ့9 6 4 5အဲ့တော့ပေါင်းမယ်5 2 63ရက်နေ့က9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ပြီးတော့မှရှေ့ကတက်အဲတော့တသမာကတော့300ညဖြစ်မယ်ဟုတ်ပြီနော်အဲတော့တသမာဒီမှာ2ညဒီမှာ1ညဆိုတော့10နဲ့3 3ညဖြစ်တော့15 15တသမာ65ဆိုလို့ရမယ်အဲတော့ရှေ့လိုက်မယ်15တသမာ65နောက်တစ်ခုက -1 to the power 1000 ဲ့တော့ပါဝါတထောင်ဆိုတော့ဆံမလို့ဒီမှာမရေတော့ပါဘူးပါဝါတထောင်ဆိုတော့သူကစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကအနှုတ်ကလက္ခဏာအပေါင်းဖြစ်မယ်တက်ကိုဘယ်နဲ့ထက်ပဲတင်တင်သူကတက်ပဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေကတက်ရတယ်။ညပြီနော်။နောက်တစ်ခုက -11 by 12 to the power 4. -11 by 12 to the power 4ဆိုဆံမလို့၄တက်ဖြစ်မယ်။ -11 by 12 multiply by -11 by 12 minus 11 by 12 multiplying by minus 11 by 12ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့အနုတ်လေးကမြောက်တာဆိုတော့အဖြေကအပေါင်းလဲရမယ်အဲ့တော့ဆရာမဒါအောင်မြောက်မပြတော့စက်တစ်စက်တစ်127ကလေးလို့ဆက်ပြီးတော့မြောက်လိုက်မယ်121စက်တစ်လေးပြီးတော့မှနောက်ထပ်စက်တစ်လေးမြောက်တော့1 4 6 4 7 1440 ပိုင်းဝေးမှာပြီးတော့ပိုင်းစင်က7လေးထားမြောက်မယ်7လေးကမြောက်တော့20736ဟုတ်ပြီနော်အဲ့တော့ဒါအဖြေပဲအဲ့တော့ကလေးတို့ကတော့မြောက်ကြည့်ပါဆင်မတော့အဲ့ဒါလေးမြောက်ပြနေလို့ရှင်တအားကြမှာဆိုလို့မြောက်တဲ့အဆင့်ကတော့ဒါ G8 ရောက်နေပြီ Grade 8တောင်ရောက်နေပြီဆိုတော့ရပြီသားပါနော်နောက်တစ်ခုကညက7/8 to the power 4ဆိုတော့ power 4ဆိုတော့ဖြန့်လိုက်မယ်7/8 multiplying by 7 by 8 multiplying by 7 by 8 multiply by 7 by 8ဟုတ်ပြီအဲ့တော့ဒါကိုဆက်မလို့ခဏခဏလေး49 49 49လေးပြီးတော့မနောက်ထက်ခဏလေးဆက်ပြီးတော့မြောက်မယ်အဲ့တော့2400ဘိုင်းဝီရ2400ကျင်းရမယ်ဘိုင်းစီရ8664 64လေးလေးထပ်ပြီးတော့8လေးထပ်ပြီးတော့အော် sorry 64 8လေးဒီဘက်မှာထပ်ပြီးတော့မြောက်မယ်ဆိုတော့4096ဆိုပြီးတော့ရမယ်ဟုတ်ပြီနော်ဒါမြောက်ကြည့်ပါအဲ့တော့ဒါလွယ်လွယ်လေးဟုတ်ပြီနော် နောက်နံပါတ်၄ကကြတော့အောက်ပါတော့ထက်ညွန်းပုံစံနဲ့ရေးပြမယ်ထက်ညွန်းပုံစံထက်ညွန်းပုံစံဆိုတော့တူတူတပါဝါ5တို့ဟုတ်ပြီ3တူတပါဝါ5တို့ဒါမျိုးဒီထက်ညွန်းပုံစံလို့ခေါ်တယ်အဲဆိုဒီပုံစံပြောင်းပေးရမယ်ဆင်မတော့ဟုတ်ပြီနော်အဲ့ခါကျတော့225ကိုဆင်မတော့ခွဲမယ်ဘာနဲ့ချက်လဲဘာနဲ့ချက်လဲဘာတုံးချက်လဲအဲ့တော့နောက်မှသူက9နဲ့ဆုံးနေတယ်ဆိုတော့ဒါအဒါဒီဘာဖြစ်နိုင်လဲဆိုတော့9ဒါမှမဟုတ်25ဒါမှမဟုတ်25ဒီလိုပဲဖြစ်မှာ ဟာဗျာ9 3ထက်တူ9လေးတက်တူဖြစ်မလားဒါမှမဟုတ်15နှစ်ထက်တူ15 3ထက်တူဖြစ်မလား25နှစ်ထက်25 3ထက်တူဖြစ်မလားဒီလိုမျိုးပဲစဉ်းစားကြည့်ရမှာအဲ့ဒါဆိုလို့ရှိရင်ဆံမတော့9 95 25 9 125 125ငါးလေးတော့225မရတော့ဘူးဆိုတော့ငါကတော့မဟုတ်တော့ဘူးဒါဆိုရင်ဆံမတော့ဘာနဲ့စဉ်းစားမလဲဆိုတော့15နှစ်ထက်ကိုစဉ်းစားကြည့်မယ်အဲ့တော့25နှစ်ထက်ကတော့225ရတာဖြစ်တဲ့အတွက်ကြောင့်မလို့25အမြောက်25ဒီ225ဆိုတော့ လက်ချက်15 to the power 215 square ခဝေက -8 by 27ခဝေ6ဆိုတာဒီ6ဆိုတာဒီ2 3ချက်6ဆိုတာက2 3ချက်နဲ့အများ2အများ2ဟုတ်ပြီနော်အဲ့တော့2အများ2အများ2ကိုဒီလိုလုတ်ပြီးတော့မှရင်းရင်လည်းရတယ်ပြီးတော့မှ27ဆိုတာဒီ27ဆိုတာဒီ3အမြောက်3အမြောက်ဆုံးအဲ့တော့ဒီပုံစံနဲ့ခွဲရင်လည်းရတယ် ဒါမှမဟုတ်ဆရာမတို့ဒီဒီမှာလက်ခဏာကိုစဉ်းစားကြည့်မယ်အနှုတ်ဖြစ်နေတဲ့အတွက်ကြောင့်အနှုတ်ရအောင်စဉ်းစားမယ်အနှုတ်ရအောင်စဉ်းစားဖို့အတွက်ဆိုရင်ဒီမှာအနှုတ်နဲ့အနှုတ်နဲ့အနှုတ်နဲ့ဒီလိုမျိုးလေးတွားလို့ရတယ်။နောက်ပြီးနော် -2 -2 -2 ဟုတ်ပြီအဲ့တော့ခလေးတော့ဒီအဆင့်ကိုမတွားခြင်းဘူးတခါတည်းပဲ -2/3 နော် multiply by -2/3 multiply by minus 2 by 3ဆိုပြီးတော့တခါလဲသွားလိုက်လို့ရတယ်။ဒီကနေဒီကိုတခါလဲသွားမယ်။ဒါတော့အကျန်းထဲမှာစဉ်းစားကြည့်မယ်။ဟုတ်ပြီလား။အဲ့ဒါဆိုလို့ရှိရင် minus 2 by 3ဘယ်နှစ်ထက်လဲဆိုတော့3ထက်။ဒါကြောင့်မလို့ minus 8 by 27ရဲ့အဖြေဒီ minus 2 by 3 3ထက်။ဒါစအဒါဆိုလို့ရှိရင်ဆရာမတော်ကထက်ညွန်းပုံစံရေးတက်သွားပြီ။နောက်ထပ်သူကဘာပြောသေးလဲဆိုတော့အခြေကိန်းနဲ့ထက်ညွန်းကိုလည်းဖော်ပြပါဗျ။ အဲ့ဆိုရင်ဒီမှာဆရာမတို့ကဒီနေရာမှာအခြေခံရပါဖြစ်တယ်လဲ15ဒီအခြေခံအဲ့တော့အခြေခံညင်မြခြင်း15ချက်ညောညင်မြခြင်းနဲ့ဟုတ်ပြီဒီလိုရေးလို့လည်းရတယ်ဒါမှမဟုတ် အခြေခံဒီ15ဖြစ်ပြီးတော့မှအဲနှစ်ဒီထညွန်းဖြစ်သည်လို့စာအနေနဲ့ရေးခြင်းလည်းရတယ် စံငါးဒီအခြေခံနှစ်တီထညုံဆိုပြီးတော့ရေးရင်လည်းရတယ်ဘလို့ရေးရရဟုတ်ပြီလားအဲ့တော့ဒီမှာကြတော့ဒီမှာကြတော့အခြေခံက -2/3 အဲ့တော့ဆိုတော့ဒီလိုညီမြချင်းနဲ့ပဲရေးလိုက်မယ်အခြေခံညီမြချင်း -2/3 ။ဟုတ်ပြီနော်ပြီးတော့မှထညုံညီမြချင်း3ရပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုတွားမယ်။ အဲ့တော့ minus 243 minus 243ဆိုဆမ်မတော့သူကဘယ်နဲ့ချက်လဲဆိုတာစဉ်းစားဖို့အတွက်ဆိုနောက်မှာ3နဲ့ဆုံးနေလို့ရှင်ဒါများသောအားဖြင့်မကိန်းပဲဖြစ်ရမယ်ဟုတ်ပြီနော်စုံကိန်းနေမြောက်လို့ရှင် စုံကိန်းပဲရတာဖြစ်လို့သူဒီမကိန်းပဲဖြစ်နိုင်တယ်ဆိုတာကိုစဉ်းစားရမယ်ပထမတစ်ချက်အဲ့ဒါဆိုရင်ဆမ်မတော့ဘာမြောက်သွားမလဲဆိုတော့3နေကိုမြောက်သွားလိုက်တယ် ၃၃၄ကို၉၃၂၂၈၂၈၃၄၈၁၈၁၃၄ဆိုပြခုနကကျွန်မတို့ရှာခဲ့တယ်၃တလီ၃၈၃၄၂၄ဆိုပြဟုတ်ပြီနော်အဲ့ခါကျတော့ဒါ၃မှလည်းထည့်ရမလဲ၃၃၃၄ကို၉၃၂၂၈၂၈၃၄၈၁၈၁၃၄၂၄၃ဟုတ်ပြီ243ရပြီဒါပေမဲ့လက္ခဏာကိုကြည့်တော့ minus ဆိုတော့ငါးကမြောက်မှာငါးကမြောက်မှာဆိုတော့ -3 ငါးချိန် ။ဟုတ်ပြီနော်ဒီလိုမျိုးလေးထည့်ရေးလိုက်မယ် minus 3အဲ့ဒါကစဉ်းစားနည်းလေးနဲ့ရေးတာမို့လို့ဆံမတော်ကနောက်မှာထည့်လိုက်တာ။ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဘာရမလဲဆိုတော့ minus 3 to the power 5ဆိုလို့ရတယ်။အဲ့တော့အနှုတ်3ထက်ပြီး minus 243အဲ့ဒီမှာအခြေကိန်းကခြေကိန်းကြီးများခြင်းအနုတ်တုံးထက်ညွန်းဒီနဲ့ ောက်ခုသွားမယ်ဂါကြီး87 625အဲ့တော့87ဆိုတာကိုကိုလေး87ရယ်ကိုမြောက်ကို625ဆိုတာက25 25လေး625ဟောပြီနော်အဲ့တော့အဲ့လိုမျိုးကိုနဲ့ထက်25နဲ့ထက်သွားမလားဒါမှမဟုတ်ကိုကိုထက်ခွဲလို့ရသေးတယ်ဆရာမတို့သိတယ်33လေးကို33လေးကိုဒါဆိုရင်3အမြောက်3 3အမြောက်3ဆိုရင်မှ3လေးထက်ရတယ် 25ဆိုတာလေဖွဲလို့ရသေးတာဆက်မလို့ကြည့်တယ်95 95 95ဒါဆိုသူ့ကိုစဉ်းစားကြည့်တဲ့အခါမှာဘယ်လိုရတယ်လဲဆိုရင်34ခုဖွဲလို့ရတယ်334ခု93 98 93 81525ဆိုတာလေ9နှစ်ချက်9နှစ်ချက်5လေးချက်ဖွဲလို့ရတယ်99 95 95 125 125 125 625ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာမတို့က6နှစ်ချက် 9နဲ့ချက်25နဲ့ထက်နဲ့တွက်ပြီးတော့မှအဖြေကို9 by 25 square ဆိုပြီးတော့ထုတ်ချင်လည်းရတယ်လို့3နဲ့3လေးချက်5လေးချက်နဲ့တွက်ပြီးတော့မှအာဒီ3 by 5 the whole power sorry power 4 to the power 4နဲ့အဖြေထုတ်လို့လည်းရတယ်။တိုက်တဲ့နည်းနဲ့တွက်ရှေ့မှာဥပမာတော့ဆံမလို့ဒီနောက်တနည်းနောက်တနည်းဆိုရင်မနည်းတွေအများကြီးလေ့လာခဲ့တာရှိရဲ့။အဲ့ဒီတဲကတိုက်တဲ့နည်းနဲ့တွက်ဒါပေမဲ့ဆံမလို့ဒီနည်းနဲ့ပဲသွားမယ်။ဟုတ်ပြီနော်။အဲ့တော့ဒီ 3ဘိုင်း5ဘိုင်းအော် sorry 5ဘိုင်း3ဘိုင်း4တက်ဒီလိုပဲသွားမယ်5ဘိုင်း3ဘိုင်းအမြောက်5ဘိုင်း3ဘိုင်းအမြောက်5ဘိုင်း3ဘိုင်းအမြောက်5ဘိုင်း3ဘိုင်းဒီလိုသွားမယ်၄ခုသွားလိုက်မယ်ဟောဗေနဒါဆိုရင်သူ့အဖြေကဘယ်လောက်ရလဲဆိုတော့5ဘိုင်း3ဘိုင်း power 4ဟုတ်ပြီလား၄တက်ထညွန်၄တက်အဲ့တော့3 by 5 to the power 4နောက်ဆိုဒီမှာအခြေခံရမှာဖြစ်မလဲဆိုရင်5 by 3 by ရမယ် ချက်ညွန်းကဒေးရအဲ့တော့ဒီလိုလဲသွားလို့ရတယ်25ဘိုင်း9ဘိုင်း2 the power 2အဲ့တော့9 by 25 power 2ညပြီနော်အဲ့ဒီလိုသွားခြင်းလဲရတယ်ဒီလိုသွားခြင်းလဲရတယ်ရှေ့ကဥပမာဒီမှာအလုတ်တွေပါထည့်လို့ရတယ်ဒီမှာ तू ကအပေါင်းဆိုတော့အလုတ်တွေထည့်ပြီးမှသွားခြင်းလားအဲ့လိုသွားခြင်းလဲရတယ်ဟုတ်ပြီနော်ဒါပေမဲ့ဆံမတော်ကတော့ရှင်းအောင်အပေါင်းလက္ခဏာလေးနဲ့ပဲသွားပါမယ် ဲ့တော့ဒီမှာနောက်တစ်ခုက625 1400 sorry 1441 625ဆိုတာဆမ်မရဒီမှာ9လေးတဲ့ဆိုတာသိပြီသားဟုတ်ပြီနော်အဲ့တော့ပိုင်းဝေကိုကြည့်လိုက်ဆမ်မရပိုင်းဝေကိုခွဲမယ်ပိုင်းဝေမှာ9လေးတဲ့လို့ခွဲမယ်အဲ့လိုခွဲလို့လည်းရတယ်နောက်ဒီနည်းအနေနဲ့25နဲ့တဲ့လို့ခွဲလို့ရတယ်ဟုတ်ပြီနော်25နှစ်ထက်လို့ခွဲလို့ရှိရင်25နှစ်ခုလို့ခွဲလို့ရှိရင်အောက်မှာလည်းပဲနှစ်ခု ို့လေးဟာရရမယ်လေနော်ဒီမှာကျတော့၄တက်ရအောင်ဆက်မစလာမယ်ဒီမှာကျနှစ်ထက်ရအောင်ဆက်မစလာမယ်အဲ့တော့နောက်မှာဆုံးတာကတက်တက်နဲ့ဆုံးလို့ရှိရင်နောက်ဆုံးတက်နဲ့ဆုံးနိုင်တဲ့ဟာတွေဒီမှာကိမ့်မရှိမှာ၃နေရှိမယ်ဟုတ်ပြီနော်တက်တွေရှိမယ်အဲ့လိုမျိုးမှကိန်းနေနဲ့ပဲဆုံးမှာဆိုဆမ်မတို့ဒါ71ကိုဆမ်းပြီးတော့မြောက်ကြည့်လိုက်မယ်။အဲ့တော့71 71လေး71 71လေးက120ဒါတည်ပြီးသွားပြီ တရ21စက်တလီထမ်းမြောက်ကြည့်မယ်တက်တလီချစ်တက်တလီနှစ်တက်တလီချစ်တက်တလီချစ်တက်တလီနှစ်တက်တလီချစ်ဟုတ်ပြီချစ်နှစ်ရဲ့ချက်က3ဒါက3ဒီမှာချစ်နောက်ထပ်17မြောက်ကြည့်မယ်နေတဲ့လိုချင်တာဆိုတော့တက်တလီချစ်တက်3လေး3တက်3လေး3တက်တလီချစ်တက်တလီတက်3လေးတက်3လေးတက်တလီနောက်ပြီးပေါင်းကြည့်မယ်ချစ် 3ရက်7ရက်က4 3ရက်3ရက်က6 3ရက်7ရက်က4 7ဆိုတော့တင့်4 6 4 7ဆိုတော့ဆရာမတို့ရသွားပြီဒါဆိုရင်7တက်နှစ်ထက်3ထက်4ထက်နော်ဘယ်လိုအဲ့ဆိုတော့အာဒီမှာဆရာမတို့က11 multiply မှာ11 multiply မှာ11 multiply မှာ11ဒါဆိုတာဆရာမတို့စဉ်းစားကြည့်ရဒါဆိုရင်7တက်ပိုင်း9ပိုင်း၄ခုမြောက်လို့ရှိရင်ဆရာမတို့လူချင်းနဲ့ဒီမှာအဖြေကိုရသွားမယ်ပေါ့နော်အဲအားကြောင့်မလို့ညီမြချင်းဆိုပြီးတော့11 by 4 multiply by 11 by 4 multiply by 11 by 4 multiply by 11 by 4ဒီလိုလေးရသွားပြီဒါဆိုရင်အဖြေကတော့11 by 4 to the power oh sorry 11 by 5 11 by 5 to the power 4ဆိုတော့ရသွားပြီဟုတ်ပြီနော်လေးတက်အဲဆိုလို့ရှိရင်အခြေကိန်းအခြေကိန်းကကြတော့7ဘိုင်း5ဘိုင်းကအခြေကိန်းဖြစ်တယ် ထန်ညွန်းကကြတော့လေးတဲ့ထန်ညွန်းဒီလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်ပြီးတော့ဒါရင်းနှီးတွေကတော့ကျောင်းဝရင်းနှီးနဲ့နည်းနည်းကွဲကောင်းကွဲနိုင်ပါတယ်နော်အဲ့ဒါတော့စဉ်းစားနေဖြစ်ပါတယ်နောက်တစ်ပုတ်64829နောက်တစ်ခုကဒါလေးကိုစဉ်းစားကြည့်မယ်64ပိုင်း829ပိုင်း64ပိုင်း 929 64ဟုတ်ပြီ64ဆိုတာဒီစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့နှစ်တည်လေးတွေနဲ့လာမယ်929ကတော့အာဒီမှကိန်းတောင်နောက်ကမှကိန်းနဲ့ဆုံးတယ်ကိုးနဲ့ဆုံးပြီဆိုကြတဲ့သူကမှနဲ့ပဲလာတော့မယ်အဲ့လိုမျိုးလေးစဉ်းစားကြည့်မယ်ဒါဆိုလို့ရှိရင်သူ့ကိုပေါင်းကြည့်လိုက်လို့930 71 71ရဲ့9ရဲ့က10 အဲ့ဆိုင်၁၇ရက်ခုနှစ်ရက်က၁၈၁၈ဆိုတာက၉ဒါဆိုသူ့ကို သုံးနဲ့စားလို့ပြက်တယ်။ဟောပြီးတော့စားလို့တော့ပြက်တယ်။သူ့ရဲ့အာဒီနှစ်ထက်ကင်းရမရဘူးเนาะဆရာမတို့ထက်ကင်းရမရဘူးတော့စဉ်းစားကြည့်ရမယ်ပေါ့เนาะဒါဆိုအပေါ်မှာဆရာမတို့ကနှစ်နဲ့အရင်တော့အကြမ်းပြင်းလေးလုပ်ကြည့်အောင်အဲ့တော့နှစ်နဲ့ဆိုတော့နှစ်နဲ့လေး၄၄နဲ့လေး၈၈နဲ့လေး၁၆၁၆နဲ့လေး30နဲ့30နဲ့နဲ့လေး64ရပြီเนาะအဲ့တော့ နည်းနည်းလေးလေးနဲ့လေးရှင်းရှင်းနဲ့လေး၁၆၁၆နဲ့30နဲ့30နဲ့60လေးဆိုတော့1နဲ့3 4 5 6အနှစ်က6ထက်ရတယ်။ဒါဆိုဒီမှာ3 6ထက်ရနိုင်မရနိုင်ဘူးဆရာမတို့စဉ်းစားကြည့်မယ်။အဲ့တော့3 3 4 9 3 3 4 9နော်။63 29 27 87 343 243ဒါပဲထည့်ရပြီဆို1 2 3 4 5ထည့်ရပြီအဲ့တော့6ထက် ကျွန်မ6ချက်ကိုစဉ်းစားကြည့်မယ်3 3 4ကို3 4 4 7 2 7 3 4 6 9 9ဆိုတော့929ဒါဆိုရင်3 6ထက်ရတယ်အဲဆိုဒါသူ့ကိုစဉ်းစားတဲ့နေရာတော့ဒီလိုမျိုးလေးအကျန်ထဲမှာဒီမျိုးလေးစဉ်းစားကြည့်မယ်ဒါဆိုလို့ရှင်ဆံမတော့3ပိုင်း2ပိုင်း6ခေါက်မြောက်လိုက်လို့ရှင်ဒါ929ပိုင်း64ပိုင်းကိုရမယ်အဲ့တော့အဲ့အားလေးကိုဒီမှာရေးလိုက်မယ်3ပိုင်း2ပိုင်းအမြောက်3ပိုင်း2ပိုင်းအမြောက် ၃ဘိုင်းနှစ်ပိုင်းအမြောက်၃ဘိုင်းနှစ်ပိုင်းအမြောက်၃ဘိုင်းနှစ်ပိုင်းအဲ့တော့၁နဲ့၃၄၅၆ဆိုတော့နောက်တစ်ခုရေးရမယ်အမြောက်၃ဘိုင်းနှစ်ပိုင်းဆိုပြီးတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒီတို့၃ဘိုင်းနှစ်ပိုင်းပါဝါ၁နဲ့၃၄၅၆ဆိုတော့၆ထဲလို့ရေးလိုက်မယ်အဲ့တော့အဖြေကအခြေဂိမ်းဒီ ၃ပိုင်း၂ပိုင်းဖြစ်ပြီးတော့မှထက်ညွန်းက၆ဖြစ်တယ်။ရပြီနော်။အဘါတို့ရှင်းပါနံပါတ်၃ကအဲ့တော့ဆရာတို့ကသူ့ကိုဒါလက္ခဏာပေါင်းဆိုတော့ဒီနှစ်ခုပေါင်းမယ်ဒီမှာအမြောက်ဆိုတော့မြောက်ပေးမယ်ဟုတ်ပြီနော်။အဲ့တော့၅နဲ့ချက် ငါးနှစ်ချက်ဒီ9 9လေး25ဆိုတော့25ရမယ်။နှစ်9တဲ့နှစ်9တဲ့ဆိုတာဒီနှစ်အမြောင်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 နှစ်ဆိုတော့နှစ်နဲ့လေးလေးနဲ့လေး6 6နဲ့လေး16 16နဲ့လေး30နှစ်အဲဆိုတော့32လို့ရှင်းလိုက်။ဒါဆိုဒီနှစ်ခုကိုဆရာမတို့ကပေါင်းပေးမယ်။9ရက်နှစ်ရက်က9 3ရက်နှစ်ရက်က9ဆိုတော့59ဆိုပြီးတော့ရမယ်။ရပြီနော်ဒါလေးကိုပဲဒီလိုလေးပဲတွက်ပေးရပါမယ်။ နောက်တစ်ခုကအနှုတ်ကျင့်က58ချက်58ချက်ဒီဒါကမှကိန်းဖြစ်တဲ့အတွက်ကြောင့်လို့အနှုတ်ကျင့်58ချက်အနှုတ်တစ်ကအချက်ဘလောက်ပဲရှိရှိသူကတက်ပေးရမယ်တက်ကတော့ဒါပေမဲ့ဒီမှာမှကိန်းဖြစ်တဲ့အတွက်ကြောင့် -1 ဆိုရရမယ် multiply by သူကကြတော့ -1 ဒီ68ချက်အနှုတ်6အနှုတ်ကျင့်က68ချက်ကစုံကိန်းဆိုတော့တရမှာနေတက်ရဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာလက္ခဏာလေးကအနှုတ်နဲ့ဆိုတော့ဒီလိုမျိုးလေးရေးလိုက်မယ် ဲ့တော့အနှုတ်ကျက်ရဲ့ကျက်ရဲ့အမြောက်မယ်တစ်တက်လေးရကျက်အနှုတ်နဲ့အပေါင်းနဲ့မြောက်တာရှေ့ရတဲ့ငန်းစားလေးမှာပါပြီးသားနော်အနှုတ်ဝင်နဲ့အပေါင်းနဲ့မြောက်တာဒီအနှုတ်ပဲရမယ် minus နဲ့ plus နဲ့ဆိုတော့ minus ပဲရမယ်အဲ့တော့ဒါလေးတွေကိုရှေ့ရတဲ့ငန်းစားမှာပါပြီးသားပါအဲ့တော့16 16လေး16အမြောက်16 16 16 256အနှုတ်ကျက်အနှုတ်14ကျက်ဒါဒီအနှုတ်ကဒီမှာလာပြီနော်အနှုတ်14ကျက်နှုတ်14ကျက်ဆိုတော့ တက်ကတော့အထက်ဘလောက်ပဲတင်တင်တက်ပဲရှိနေ14ထက်ဆိုတော့စုံအထက်ကစုံဖြစ်နေလို့သူရဲ့ထက်ညွန်းကစုံကိန်းဖြစ်နေလို့အနုတ်တက်ပဲရမယ်ဒါဆိုရင်256အနုတ်တက်ဆိုတော့955နောက်တစ်ခု3 by 4 power 3 multiply by uh, 4 by 3 power 2 okay ဒါဆိုသူ့ကိုဖြန်းလိုက်မယ်3 by 4 by oh sorry 4 by 3 by 4 by 3 by လေးပိုင်းသုံးပိုင်းပြီးတော့မှအမြောက်လာမယ်သူ့ကိုဖြန်မယ်သုံးပိုင်းလေးပိုင်းအမြောက်သုံးပိုင်းလေးပိုင်းအမြောက်သုံးပိုင်းလေးပိုင်းဟုတ်ပြီဒါဆိုလို့ရှိရင်သူကရှင်းလို့ရတယ်ရှင်းမယ်လေးတက်လေးလေးလေးတက်လေးလေးလေးတက်လေးလေးနော်ဒါဒီမှာလည်းပဲသုံးတက်လေးသုံးသုံးတက်လေးသုံးအခုလုံးရှင်းသွားလိုက်တဲ့ခါမှဒီပိုင်းဝင်နဲ့ပိုင်းစီနဲ့အခုလုံးရှင်းလိုက်တော့ဘာပဲရလဲဆိုတော့1ဆိုပြရတယ်ဒါပြီးတော့နောက်တစ်ပုတ်သွားမယ် အဲ့တော့ဆဲမကကြီးမှာ၄ဘိုင်း၃ဘိုင်းက၃ဘိုင်း၄ဘိုင်းကနှစ်ထက်ပဲเนาะဒီမှာ၃ထက်ရင်းနေသွားတာနှစ်ထက်ပဲဒါဆိုလို့ရှိရင်ဒီမှာတစ်ခုကျန်နေမှာဒါလေးကျန်နေဒီ၃နှစ်ခုရဲ့ဒီ၃နှစ်ခုရဲ့ကရှင်းသွားမယ်၃တလီနဲ့ဒီလေးနှစ်ခုနဲ့ဒီလေးနှစ်ခုရှင်းမှာဆိုတော့ဒါလေးကျန်မယ်အဲ့တော့အဖြေက၄ဘိုင်း၃ဘိုင်းဆိုရရတယ်ညာပြီနော်အော်ဆဲမဇက်တိုက်ကြီး၃ထက်၃ထက်လို့ထင်မိသွားလို့ဟုတ်ပြီနှစ်၆ထက်အာနှစ်၈ထက်ပြီးတော့မှနှစ်၃ထက်အဲ့တော့ဒါကအစား ဟုတ်ပြီနှစ်ရှစ်ချက်နှစ်ရှစ်ထက်ဆိုတော့ဆရာမတို့အဲ့ဒါကိုမြောက်ချလိုက်တယ်နှစ်ရှစ်ထက်မြောက်ချမယ်ဆိုတော့ဒီမှာဆရာမတို့၅ထက်မြောက်ထားတာရှိတယ်၁၀နဲ့၃၄၅6 9 10အဲ့တော့ခုနကနည်းနည်းလေးလေးနဲ့လေးရှိရှိနဲ့ဆက်ချောင်း60နဲ့30နဲ့30နဲ့လေး60လေး60နဲ့လေးနဲ့လေးဆက်မြောက်မယ်64နဲ့လေးရလေးနဲ့လေး6 6နဲ့လေးရ7နဲ့128 128နဲ့လေးဆက်မြောက်မယ်8နဲ့လေး16 နည်းနည်းလေးလေး9နဲ့တက်လေးနဲ့256ဆိုရရမယ်အဲ့တော့နှစ်ရှစ်ထက်က956ပြီးတော့မှအစနှစ်3ချက်နှစ်3ချက်ဆိုတာဒီနည်းနည်းလေးလေးလေးနဲ့လေးရှစ်ဆိုတော့ရှစ်နဲ့စာရှစ်နဲ့စာတော့ဒါရှစ်324တက်ချင်6 16ဆိုတော့8နဲ့4 16ဆိုတော့32ရတယ်။နောက်ပြီနော်256ကို8နဲ့စားတာ။နောက်တစ်ခုဒီစာလုံး3ပိုင်း5ပိုင်း Oh, sorry, 3 to the power 5 multiplying by 1 by 15 to the power 2 multiplying by 5 power 3. အဲ့တော့ဒါကို uh, the square တွေ2ပြင်နဲ့ဖတ်မယ်ဆိုရင်3 to the power 5 multiplying by 1 by 15 power 1 by 15 square multiplying by 5 cube ဆိုပြီးမှဖတ်မယ်။ညာပြီနော်။အဲ့တော့3ငါးတက်ဆိုတော့3ငါးခေါက်ဖြန့်လိုက်မယ်။1 2 3 4 5 ုံးလိုက်တဲ့ဖြန့်လိုက်ပြီး1 15ကနှစ်ထက်ဆိုတော့သူ့ကိုလည်းပဲနှစ်ခါဖြန့်လိုက်မယ် multiply by 1 by 15 multiply ဟုတ်ပြီ9သုံးထက်ဆိုတော့9ကို3ခေါက်ဖြန့်လိုက်မယ်9အမြောက်9အမြောက်9ရပြီနော်အဲ့ဒါဆိုတော့သူ့ရဲ့အရှင်းဆုံးပုံစံပြောင်းလို့ရရှင်ပြောင်းမယ်9 3 5 9 3 5 9 3 5 9 3 5 ဟုတ်ပြီလားအဲ့တော့3တလီ3 3တလီ3ဒီကလည်း3တလီ3 3တလီ3ကျန်တာတော့ရှင်းလို့မရတော့ဘူးအဲ့တော့ဆရာတို့ကိုပိုင်းဝေချင်းချင်းပိုင်းချီချင်းချင်းမြောင်းမယ်ပိုင်းချီကတော့အကုန်လုံးဒီဒီမှာ1ဖြစ်သွားပြီဆိုတော့ပိုင်းချီမှာမရှိတော့3 3လီ9 9 3လီ29 29အမြောက်5ဆိုပြီးမြောက်ပြန်အဲ့တော့9935 9ရေ3မဲ9နဲ့လေ7နဲ့73 135ဆိုပြရမယ်။ရပြီနော်။အဲ့တော့နောက်တစ်ခုသွားမယ်။ 2 by 7 to the power minus 7ဆိုပြီးတော့အဲ့တော့ရှေ့မှာဆံမတော်လေးလာထားပေးတာရှိတယ်ပါဝါ minus ဆိုလို့ရှိရင်ဘာနဲ့တူတယ်လဲဆိုတော့ဒီ1 minus ဆိုပြီးတော့အောက်မှာခြာတာနဲ့တူတူပဲဆိုပြီးတော့လေ့လာခဲ့တာရှိတယ် ဲ့တော့ဆရာမတို့တိထားတာပါလဲဆိုတော့ a to the power -n ဆိုလို့ရှိရင် 1/a to the power n တူပဲဆိုပြလေးလာပြီးသားရှိတယ်ဒါဆိုရင်ဒီမှာခြေတိုင်းဒါကလည်း a to the power n လို့ဆရာမတို့သဘောထားလိုက်လို့ရှိရင်သူ့ကိုဆရာမတို့က 1/ ဆိုပြီးတော့မှ2/7 to the power 7ဆိုပြီးတော့ရေးလို့ရတယ်ဟုတ်ပြီနော် 1/ to the power 7ဒါဆိုသူ့ကိုဖြန့်မယ်အဲ့တော့1 by 2 by 7 multiply by ဒီလိုလာမယ်နော်2/7 multiply by 2/7အဲ့တော့ဒါကိုဒီမှာအချင်းချင်းပိုင်းဝေချင်းချင်းသွတ်ရှင်းလို့မရအောင်ဆိုတော့ပိုင်းဝေချင်းချင်းပိုင်းဝေချင်းချင်းမြောက်မယ်နက်နက်လေးလေးလေးနဲ့လေးရှစ်အော် sorry ဟုတ်ပြီနက်နက်လေးလေးလေးနဲ့လေးရှစ်ဆိုတော့ပိုင်းဝေမှာရှစ်ဒီမှာ9940 49ခုနဲ့လေး343 ရပြီဒါဆိုရင်သူ့ကိုဆရာမတို့ကဘယ်လိုရေးလို့ရလဲဆိုတော့343ကပိုင်းဝေးမှာပိုင်းစီမှာရှေ့ဒါရှေ့မှာရှင်းပြထားပြီဒါဒါဒီပါနဲ့တူတယ်လဲဆိုတော့1အစားပုံစံပြောင်းလို့ရှိရင် အစားဒါကအစားပုံစံပြောင်းရင် အစားရဲ့ပြီးတော့မှ243ပိုင်း10ပိုင်းနဲ့တူတူပဲဒါဆိုရင်ဒီအစားကိုဆရာမတို့အမြောက်ပြောင်းလိုက်တဲ့အခါမှာ1 multiply by 243 by 8နဲ့တူတူပဲဒါကြောင့်မလို့ဒီမှာ10နဲ့မြောက်ရင်ဒါပဲပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်အဖြေအားတူတူရတယ်ရပြီနော်နောက်တစ်ခု9 power minus 3 9 to the power minus 3 multiply by 9 minus 2 power 3ဒါဆိုရင်ဒီ power ကိုဆရာမတို့ကအောက်ကိုချလိုက်ပြီ1 by 9 power 3ဆိုရင်ဒီလိုလေးရမယ်ရပြီနော်အဲ့ဒါပြီးတဲ့အခါမှာဒီ5 by 2ဘိုင်းကိုဖြန့်လိုက်မယ်9 minus 2 9 minus 2ဟုတ်ပြီ ဲ့တော့နောက်တစ်ဆင့်မှာဆင်မတော့ဘာလုပ်မလဲဆိုတော့ဒီကိုတုံးထက်ကိုဒီအောက်မှာဖြန့်မယ်1 by 9 multiply by 9 multiply by 9ဟုတ်ပြီနော်ကိုတုံးထက်ကိုဖြန့်လိုက်မယ်ဒီဘက်မှာပါရှိလဲဆိုတော့9 by 2 multiply by 9 by 2အဲ့တော့သူ့ကိုတစ်ခါလေးရင်လဲရရဒီလိုလေးရင်လဲရဟုတ်ပြီနော်အဲ့တော့ဆရာမတို့ကိုရှင်းဆုံးပုံစံပြောင်းလို့ရအောင်ဒီလိုလေးရေးလိုက်မယ် ဒါကတော့၉၃ချက်ကိုဖြန့်လိုက်တာ9 multiply by 9 multiply by 9ဒီမှာဆမတို့က၉တလီ၉တလီနဲ့ရှင်းလို့ရအောင်တစ်ခါလေးရေးလိုက်တယ်မရေးဘဲနဲ့ဒီလိုကောရေးလို့မရဘူးလားဆိုတော့ရတာပေါ့ဟုတ်ပြီနော်အဲ့တော့သူကပိုင်းဝင်ချင်းချင်းမြောက်လိုက်တော့1ပိုင်းချင်းမှာတော့နည်းနည်းလေးလေးနဲ့၄ဆိုတော့1 8ဆိုလို့ရတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒီနေ့တွားခဲ့တဲ့ငန်းစာကလေးတို့ရသွားပြီလို့ထင်ပါတယ်အဲတော့အဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးများလည်းတင်ပါတယ်ရှင် comment box မှာတခုခုပြောခဲ့ပါနော်နားလည်တဲ့ဆိုရင်နားလည်တဲ့အကြောင်းဆရာမစီမလိုအပ်ချက်တခုခုရှိလို့ရှိရင်လည်းလိုအပ်ချက်ကလေးတွေကိုပြောပေးခဲ့ပါရှင်ကျေးဇူးတင်ပါတယ်